တောင်ကလာပါမြို့နယ်ရတနာလမ်းပေါ်မှာရှိတဲ့မြထုံးဝက်ရှော့ယုံတွင်မှမနက်9နာရီထိုးပြီဆိုတာနဲ့တပ်ဝင်လှုပ်ရှားနေပြီဖြစ်ပါတယ်ဝက်ရှော့လို့တမ9ရောက်လောက်ရှိတဲ့နေ့မှာအလို့ယုံမှာ4ရောက်ညအိညနေနေထိုင်ပါတယ်သူတို့လာကပြင်အက်လာတဲ့ကရက်ချင်းမှန်အောင်လှုပ်ပေးနိုင်တော့ဘောက်စူးတက်တက်ပေးတာကြောင့်အရေးကြီးလင်ကြီးတယ်လို့အချိန်တမတ်ချက်မရှိဘဲနဲ့ပြီးစီအောင်လှုပ်ကန်ပေးကြပါတယ်အဲဒါကြောင့်ပဲညဘက်လည်းလှုပ်ကြပါတယ်မနက်လဖေးဆိုင်စောစောထွက်ပြီးတော့9နာရီနဲ့10နာရီကြာမှအလို့ခွင်ဝင်ရောက်နေကြပြီဖြစ်ပါတယ် အဲ့ထက်များများလက်ခံထားတာကြောင့်အချိန်မီမပြီးနိုင်ဘူးဆိုပြီးမှန်းမိရင်တော့နေစားလို့တမခေါ်ပြီးထည့်လုပ်ကြပါတယ်။ကားနဲ့ပတ်သက်ပြီးတော့လုံနိုင်ကိုင်းနိုင်သူအလုပ်လက်မဲ့တွေသူတို့လုပ်ရုံမှာစီရင်ပေးထားကြပါတယ်။ထို့သူတွေကိုအရေးကြီးလင့်ကြီးသလိုဆက်သွယ်ခေါ်ယူလုပ်ကိုင်ကြပါတယ်။ပင်တယ်လို့တမမောင်ဆန်ဝင်းကမြောက်ကလာကြောက်ရည်တွင်ရက်ကွက်မှာနေပါတယ်။ဒီကနေ့စောစောလာခဲ့ရင်အသေးချာချိန်းထားပေမဲ့လည်း၈နာရီကျော်တဲ့အထိတော့ရောက်မလာခဲ့ပါဘူး။ဒီနေ့ညနေ၄နာရီထိုးရင်တော့ကားတစ်စီးကိုအပြီးကိုင်ပြီးတော့ပိုင်ရှင်ထံအောင်အပ်ရမှာပါ။ဟေးအုံးလိုက်ဆန်ဝင်းရောက်မလာသေးဘူးလားကွာ။ မရောက်သေးဘူးဆရာကြီးမနေ့ကအသေးချာစောစောလာဖို့မှာခဲ့တာ ਉਹ ပဲ9နိုင်ထိုးလို့မှရောက်မလာရင်တော့မင်းဘော်တော် နေစားတည့်ရက်လာဆင်းပေးဖို့လမ်းခေါ်လိုက်ကွာနော်မလာနိုင်လဲစောစောစီစီအကြောင်းမကြောက်ကွာအဲဒီချိန်မှာပဲမောင်ဆန်ဝင်းနဲ့သူအသက်40ခန်းကြီးလူကြီးတယောက်တို့အလို့ယုံနယ်ကိုဝင်လာခဲ့ပါတယ်မောင်ဆန်ဝင်းကတော့အသက်18နှစ်ရှိပါပြီဆရာဒါကျွန်တော်ရဲ့အဖေဥက္ကမောင်ပါဗျာကျွန်တော်စိတ်မချလို့ဆိုပြီးတော့လိုက်ပို့ပေးရပါဟာဟုတ်ကဲ့ကျွန်တော်မြတ်ထုံးပါဗျာ ဟုတ်ကဲ့ကိုများတော်ညအလောက်ကပြန်လွန်ခဲ့တဲ့ညကားတိုက်ပြီးတေဆုံးသွားတဲ့တရေကလမ်းထိပ်အဝင်မှာသူ့ကိုလိုက်ပြီး၆လန်းလို့တညလုံးခေါ်မရမင်းမရကြောင်စီစီဖြစ်နေရဆရာရဲ့အဲ့ဒါဒီမနေ့မှအခြေအနေပုံမှန်ဖြစ်သွားတာသူ့မေရောသူ့ဘွားရောဒီနေ့အလောက်ကိုမသွားနိုင်အောင်ဖုံးဆက်ပြီးတော့ခွင့်ယူလိုက်ဆိုတာကိုအလောက်မှာအရေးကြီးတယ်မသွားရင်မဖြစ်ဘူးလို့ပြောတာ ਨੇ ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးတာပါဗျာဟာဟုတ်လားဗျာမောင်စောင်းဝင်အနားယူခြင်းယူလိုက်လေ ီမှာမောင်းအိုလိုင်ကိုလူကူခေါ်ဖို့တောင်ပြောဆိုထားပြီကျွန်တော်အချိန်နေရပုံမှန်ဖြစ်သွားပါပြီဗျာညကဒီအပြံမှာစားဖို့ဝက်ခောက်ကင်တူပဲပါဆယ်ဝယ်သွားတာလမ်းထိပ်မှာလွန်ခဲ့တဲ့တရက်ကျော်ကတည်သွားတဲ့လူရဲ့ဝိညာဉ်ကပါဆယ်တို့ကိုအတင်းဆွဲလူလို့အကြောက်လွန်ပြီးတော့သတိလစ်သွားပါပါဆယ်တို့လည်းအကောင့်ထဲမမြင်ရပဲနဲ့ကျွန်တော်လက်ထဲကပါသွားတယ်ဗျာအလူခံရမှာတရေမှန်းသိလိုက်တာညာကျွန်တော်တို့တိန်လုံးဘာဖြစ်တာလဲဝိုင်းမေးတာပြန်မပြောနိုင်ပါဘူးတကူလုံးတုံနေလို့မျိုးလုံးပြူပြီးတော့လူတွေကိုလိုက်ကြည့်နေတာသူ့ရဲ့ဘွားပရိတ်တွေပါရေဖះတောက်တော်ကြီးကပ်ပြီးပြန်စွန့်တိုက်နေ ညတကောင်လောက်မှပဲကောင်းကောင်းတတိရလာတာကျွန်တော်လည်းကြောက်လွန်ပြီးတော့ပါဇက်ကအတန်အောင်မထွက်တော့တာဆရာ။အဲ့ဆိုကျွန်တော်ခွင့်ပြုပါအောင်များသူလှုပ်လှုပ်နိုင်ပြီထင်ပါတယ်။အဖေစိတ်ချပါကျွန်တော်ဘာမှဖြစ်တော့ပါဘူး။အေးအေးညဘက်ပြန်လာရင်လည်းအိမ်ကိုဘာမှမဝယ်လာနဲ့ဟုတ်ပြီလား။ဒီနေ့တော့မိုးမချုပ်ခင်ပြန်လွန်လိုက်ပါမယ်ဗျာ။အဲ့ဒီနောက်မှာတော့မောင်ဆန်ဝင်းကိုလိုက်ဖို့တဲ့ဖခင်ဖြစ်သူကလည်းဦးမြထွန်းကိုနှုတ်ဆက်ပြီးတော့ပြန်သွားခဲ့ပါတယ်။ကဲညနေ၄နာရီမထိုးခင်ကောက်ပြီးအောင်လှုပ်လိုက်ကွာ။တော်ကြီးရော်ကြီးတော့မလှုပ်ကြနဲ့နော်။ ဟာကျွန်တော်အကြောင်းအာစရီတည်ရတာ ਨੇ ဘာဖြစ်ဖြစ်အကောင်းဆုံးထက်ကောင်းမှုမဟုတ်ဘူးလားကွာဟုတ်ကဲ့ပါအာစရီရဲ့ကိုမြထွန်းကလည်းအလို့သမားတွေကိုစိတ်ချထားခဲ့ပြီးတော့စည်ရင်စည်ရန်ဇပွဲရှိရာနောက်ခန်းထဲကိုဝင်လာခဲ့လိုက်ပါတယ်ဇပွဲမှာထိုင်ပြီးတော့စည်ရင်စာအုပ်တွေမလန်ပစ်သေးပဲနဲ့ညကမောင်ဆန်ဝင်းကို6လက်နဲ့တရေကြောင်းအတွေ့တွေကိုဝင်ရောက်လာမှသူလွန်ခဲ့တဲ့အနည်း20ခန်းကတရေမှသားမိ6လက်မုံကိုပြန်လည်တရီရလိုက်မိပါတယ် သူတို့လင်မယားကိုမကြာခဏ6လခဲ့တဲ့တရဲမသားမီကိုအခုပြန်စင်းစားမိတော့အလွန်ပဲကျေစွတင်မိပါတယ်အကယ်၍တရဲမသားမီကမ6လမဲ့ရှိမည်ဆိုပါကသူယခုလိုကားဝက်ရှော့အလုပ်ရုံပိုင်ရှင်ဖြစ်မလာပဲနွေနွေမွတ်မွတ်နွားတရှင်းနဲ့ရုံးကန်ရှာဖွေစားတောက်နေရတဲ့လေသမားသားဖြစ်နေမှာပါကိုမြထွန်းတို့အိမ်တော်ကြတော့ကိုမြထွန်းအသက်က20ပါဇနီးဖြစ်သူမအေးကြီးကတော့16နှစ်ရှိပြီးတော့မျိုးရိုးကတော့လေသမားသားသမီးများသာဖြစ်ပါတယ်မော်ဘီနောက်ဘက်မှာရှိတဲ့တင်တော်ရိုးရွာမှာနေနေမိဘရဲ့လယ်မှာဝင်ရောက်လောက်ကန်ပေးခဲ့ပါတယ်နှစ်နှစ်တန်ပြီး၃နှစ်တန်ပြီးရှိမှအိမ်တော်ခွဲပေးမယ်လို့ဆိုပါတယ် ယ်။မအေးရဲစာတီကဝနဲ့ချောင်းဖြစ်ပါတယ်။ကိုမြထွန်းနဲ့အိမ်တော်ကြပြီးကိုမြထွန်းကသူနဲ့တူနေရန်ပြောတာကြောင့်လင်ဖြစ်သူဝနဲ့ချောင်းရွာကိုမခေါ်တော့ဘဲနဲ့ရောင်နောက်ကိုစရုံးပါခဲ့ပါတယ်။အိမ်တော်ကြပြီးတနစ်ကျော်တသမိမထွန်းငါသေးပါဘူး။အဲဒီအချိန်မှာဝနဲ့ချောင်းရွာမှာရှိတဲ့မအေးရဲမိဘတွေကလင်ငါးဤကအပိုင်ပေးပါတယ်။လေလာလုံရခေါ်တာကြောင့်လင်များနှစ်ယောက်စလုံးဝနဲ့ချောင်းရွာကိုအပြီးပိုင်ထွက်လာခဲ့ကြပါတယ်။လင်ငါးဤကကမအေးရဲအကိုအပိုင်ရထားတဲ့လေဖြစ်ပြီးတော့မအေးဤမှာမောင်နှမနှစ်ယောက်ရှိပါတယ်။သူအထက်ကအကိုကျော်ဦးအပိုင်လင်ငါးဤကကိုလုံးမဲ့သူမရှိတော့တဲ့အတွက်မအေးကြီး ီတို့လင်များကိုအပိုင်ခေါ်ပြီးပေးခြင်းဖြစ်ပါတယ်။မအေးကြီးကိုကြော်ဦးကအိမ်တော်ကြာပြီးမိဘများအမွေခွဲပေးတဲ့လင်ငါးရီကကိုအပိုင်ရတာကြောင့်လောက်ကန်စားတော့နေရကသမီးလေးနှစ်နှစ်ခွဲရွယ်လောက်ရောက်မှာတော့သမီးလေးနဲ့အတူမိခင်မှာရေရင်းနဲ့ကြာပြီးတည်ဆုံသွားခဲ့ပါတယ်။မအေးရဲ့ကိုကြော်ဦးကတော့အိမ်တော်ကြာပြီးလို့မိဘတွေအမွေခွဲပေးတဲ့လင်ငါးရီကကိုအပိုင်ရတာကြောင့်လောက်ကန်စားတော့နေရကနေသူ့ရဲ့သမီးလေးတစ်နှစ်ခွဲရောက်မှာတော့သမီးလေးနဲ့အတူမိခင်မှာရေရင်းနဲ့ကြာပြီးတည်ဆုံသွားခဲ့ပါတယ်။အဲဒီစိတ်နဲ့ပဲတစ်နှစ်နေပါကအယူတစ်ပိုင်းကြီးဖြစ်သွားခဲ့ပါတယ်။စိတ်ကြမ်းမှရေပြန်ကောင်းသွားပြီးတဲ့နောက်ပိုင်းမှာတော့ ောင်ဇနီးနဲ့သမီးတေဆုံးခဲ့ရတဲ့အဲ့ဒီလေကွင်းကိုပြန်လဲမကြည့်တော့ဘဲနဲ့ယဟန်ပေါင်ကိုအပိတိုင်ဝင်ရောက်သွားခဲ့ပါတယ်။အဲဒါကြောင့်မဲ့ဥစဉ်ဥကုတလရဲ့ခွင့်ပြုချက်နဲ့ပဲညီမဖြစ်သူကိုသူပိုင်ဆိုင်ခဲ့တဲ့လေ9ဧကကိုအပိုင်ပေးလိုက်ပါတယ်။ကိုမြတို့တို့လင်မယားဟာလည်းလေ9ဧကနဲ့ကိုကျော်ဦးပိုင်ဆိုင်ခဲ့တဲ့လဲတွေနွားတွေနဲ့ပါအစင်းသင့်ရရှိလိုက်ပါတယ်။ရွာနဲ့တန်ငယ်ဝေးကွာလာတဲ့လေကွင်းထဲမှာတဲထိုးပြီးတော့ຫນွေမိုးဆောင်နေကြပါတယ်။ကိုမြတို့တို့ကလည်းရိတ်ခါအလုံးလောက်ဝယ်ချမ်းပြီးတော့လေကွင်းထဲမှာရှိတဲ့တဲကိုပြောင်းရွှေ့ရောက်လာခဲ့ပါတယ်။ရောက်တဲ့ညမှာပဲထူးခြားမှုမရှိသလို၄-၅ရက်အထိလည်းဘာမှတော့ထူးခြားမှုရှိမနေခဲ့ပါဘူး။ ရွာထဲမှာဈေးဝယ်ရင်လည်းမအေးရဲရောင်းမသားမိရမကျွတ်သေးဘူးတဲကိုဆွဲလန်းပြီးတော့အနီးနားလူတွေကို၆လန်းလွတ်တယ်တတိထားနေထိုင်ကြဆိုပြီးတော့မအေးရဲအတီဒေါ်အေးပွင့်ကပြောလာခဲ့ပါတယ်အဲဒီလိုမျိုးအတီတွေကတဲမှာတရဲ၆တဲ့တရဲရှိတယ်ဆိုပြီးအတီပေးလိုက်တဲ့အတွက်ရောက်စကလေးကတတိနဲ့နေခဲ့ကြပါတယ်ယခုတပတ်ပင်ရှိပါတော့မယ်တရဲ၆လန်းခြင်းလည်းမခံရသေးပါဘူးအဲဒါကြောင့်မယ့်ရခင်ရောက်ခါစားလောက်စိုးရိမ်ပူပန်မှုတွေတော့မရှိတော့ဘဲနဲ့စိတ်ချလက်ချနဲ့ရှိလာခဲ့ကြပါတယ်ဒါပေမဲ့လည်းမကြသေးခင်မှာပဲ၆လန်းမှုတွေကိုမအေးကြီးစတင်ပြီးတော့ကြုံတွေ့လေရပါတယ်ညနေ9နာရီခန့်မှာပါ ။ကိုမြထွန်းလေခွင်းထဲကိုရောက်နေပါတယ်။တဲအတွင်းမှာတော့မဲကြီးထမင်းချက်ပြုတ်နေခဲ့ပါတယ်။ဟင်းဟိုးကြလင်ခဏနေပြီးတော့ရေချိုးမယ်။ကိုမြထွန်းပြန်ရောက်လာရင်ရေချိုးပြီးထမင်းစားကြမယ်ဆိုပြီးတွေးထားပါ။အဲဒါကြောင့်မဲ9နိုင်ခွဲလောက်ရောက်မှာတော့ရေချိုးရန်အဝတ်စားတွေလဲဝတ်ပြီးတော့ရေတွင်းစီကိုထွက်လာခဲ့ပါတယ်။ လေကွင်းထဲမှာရှိတဲ့ရေရင်းတွေကတော့ဝရိုင်ဘက်တွင်းများဖြစ်ပါတယ်ဝရိုင်ဘက်ကိုရေရင်းနှုတ်ခမ်းအထက်နှစ်ပေခန့်အမြင့်မှာထားထားပါတယ်အဲဒီလိုမထားရင်ခွေးနွားကြက်တို့ဟာကြက်တည်ရက်ပါတယ်အချို့လူတွေပင်အမတ်တမဲနဲ့ပြုတ်ကြတတ်ပါတယ်လွန်ခဲ့သောနှစ်ကဤရေရင်းတွေကိုကိုကျော်ဦးရဲ့ဇနီးနဲ့သမီးလေးပြုတ်ကြသွားခဲ့တာပါကလေးရေရင်းနှားရောက်သွားပြီးတော့ရေထဲကိုငုံကြည့်စဉ်မိခင်ကနောက်မှပြေးဆွဲရေထဲကျသွားတဲ့သမီးကိုမမီတော့ဘဲနဲ့သူ့ပါအရှိန်လွန်ပြီးတော့ရေထဲကျသွားခဲ့ပါတယ်ယောက်ျားဖြစ်သူကတော့လေထဲမှာနွားတရှင်းနဲ့ထယ်ထိုးနေရပါသူတို့သားမီးကိုကယ်မဲ့သူမရှိကိုကျော်ဦးအလုတ်သိမ်းပြီးတဲရောက်တော့သ ားမိကိုမတွေ့တာကြောင့်လိုက်ရှာတော့မှယူရင်းနဲ့ကြပြီးတော့တေဆုံးနေတာကိုတွေ့ရပါတယ်။မဲကြီးရေခတ်ရန်ရေဘုံကိုရေရင်းနဲ့ကိုချလိုက်စင်မှာတော့ရေရင်းနဲ့ကကလင်းငိုတန်လိုလိုကြားလိုက်ရတာကြောင့်တေချာငုံကြည့်လိုက်မိပါတယ်။ကျမတို့ကိုရေရင်းနဲ့ဆဲပေးပါ။အဲဒီချိန်မှာပဲတဆက်ထဲမှာကလင်းငိုတန်ကလည်းစူးစူးဝါးဝါထွက်ပေါ်လာခဲ့ပါတယ်။ကျမတို့ကိုကယ်ပေးပါရှင်။ရည်ရွင်းနဲ့ကနေကျမတို့သားမျိုးဆယ်ပေးကြပါမအေးကြီးကရည်ရွင်းနဲ့ကြည်နေရာကနေနောက်ကိုအမြန်ဆုပ်လိုက်ပြီးတော့ကိုမြတ်ထုံကိုမြတ်ထုံအမြန်လာစမ်းပါ ဒိုအီရဲ့အတန်ကအဝေးမှရှိနေတဲ့ကိုမြထွန်းစီကိုအသာလေးရောက်သွားခဲ့ပါတယ်။ကိုမြထွန်းကလည်းလေကသင်းမှပေါက်နေတဲ့ပေါက်တူးကိုထမ်းပြီးတော့တဲဆက်စီကိုမပြေုံတမဲအမြန်လျှောက်လာခဲ့ပါတယ်။တေးတေးတေးချောက်နေတယ်။တေးချောက်တယ်ဆိုတာကြောင့်မအီရှိရာကိုအပြေးရောက်လာခဲ့ပါတယ်။ဘာမှလည်းတေးရေရင်းထဲမှာကလေးရောသူ့မေရောရေတွေကဆဲပေးကြပါဆဲပေးကြပါဆိုပြီးအော်နေတာ နှစ်ယောက်သာရေရွင်းနီးကိုယောက်သွားပြီးတော့အထဲကိုငုံကြည့်လိုက်ပါတယ်ရေရွင်းထဲမှာဘာမှရှိမနေပါဘူးစွစွနာတော့ရေရွင်းထဲမှာရက်ကန်ရက်ကန်နဲ့អော်ហិနေရအခုတော့မရှိကြတော့တရေ6ပါးဆိုမှကွာသူပြချင်ရပြပြီးတော့ပျောက်သွားမှာပေါ့ကွာအခုပါလေရေရွင်းကိုရေလာချိုးရလားတွတ်တွတ်ငါရေခက်ပေးမယ်တရေရေထဲဆွဲချနေအောင်မယ်ကွာယောက်ျားနီးမှရှိနေမှာတော့မကြောက်ပါဘူးတော်လက်တစ်ခါလေးချိုးသွားလိုက်လေ မင်းရင်ချိုးလိုက်ပါပြီးမှကိုချိုးမယ်။ကိုမြတို့ကလည်းရေထဲကိုအသေးစားကြည့်လိုက်ပြီးတော့ခတ်ပေးလိုက်ပါတယ်။မဲကြီးကရေပုံးကိုခက်လန်းလန်းမှရှိတဲ့မြေနုံကြီးတွင်းကိုလောင်းထည့်လိုက်ပါတယ်။ကျမတို့လေးပုံးလောက်ခတ်တဲ့ပြီးပြင်တော်ချိုးလိုက်တော့လေနော်။ကိုမြတို့ကလည်းရေနုံအပြည့်ရေခတ်ထည့်ပြီးပြီးတော့သူလည်းတဘုံမီတဘုံခတ်ပြီးတော့ချိုးနေလိုက်ပါတယ်။စောစောနာတို့ကတရေသားမီကတော့ပေါ်မလာတော့ပါဘူး။ရေရင်းနဲ့မအားရီလိုတွေ့ပြီးနောက်တော့မှောင်လာခဲ့ပါတယ်။ထမင်းစားတော့ပြီးတနာရီလောက်နေပါစကားပြောပြီးတော့အိယာဝင်လိုက်ကြပါတယ်။တရေသားမီရဲ့ချိုး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 ၆လန့်တန်ကိုမှမကြားရပါဘူး။ နောက်နေ့ရောက်တော့ကိုမြထွန်းကလည်းမိုးမကြသေးခင်ကတဲ့ရုံများဖို့ခြင်းညှိခြင်းမြေစီချခြင်းတို့ကိုပုံမှန်ပြုလုပ်နေပါတယ်။တနွေလုံးတမိုးလုံးနွားချေးတွေကိုမြေချင်းတူးပြီးတော့နွားတင်းငုတ်တွေမှာကျုံးကကျင်းတဲ့ကိုပြစ်ထည့်ထားခဲ့ပါတယ်။ကြာလာတော့နွားချေးတွေက၆တွေ့ပြီးတော့မြေဆွေးတွေဖြစ်ကုန်ပါတယ်။နွားချေးကြောက်တွေရှိနေတဲ့ကျင်းကိုတက်တက်ထားပြီးတော့ကျင်းတစ်တူကနေ့စဉ်ထွက်သမျှချေးတွေကိုအသစ်စုဆောင်ထားလျက်ရှိပါတယ်။နောက်နှစ်တွင်မြေဆွေးရမှာဖြစ်ပါတယ်။မြေဆွေးများကိုလဲပေါ်တင်ပြီးတော့လဲခွင်းနေတဲ့လိုက်ချရပါတယ်။ တို့မှသာတဘာဝမြေရောစာကြောင့်စဘာအထွက်ကောင်းပါတယ်။ကိုမြတုံကမနေ့ပိုင်းနေမဘူးခင်ချိန်ထိတော့နွားချေမြေဆွေးတွေလိုက်ချပါတယ်။ညနေပိုင်းမှလည်းတစ်ချိန်လိုက်ချပါတယ်။ထုံးစံတိုင်းထမင်းချက်ပြုတ်ပြီးသွားတဲ့မဲရီရေချိုးဖို့ရေရင်းရှိရာကိုထွက်လာစင်မှာတော့ရေနုံနီးမှာသူ့ကိုကြောပေးပြီးတော့ကလေးကိုရေချိုးပေးနေတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်တည်းရဲ့လို့မထင်မနဲ့အနီးနားတဲကရေလာချိုးတယ်လို့ထင်ပြီးတော့အနီးကိုရှောက်သွားလိုက်ပါတယ်။သူ့ရဲ့ခြေတံကိုကြားလာကြောင်းကလေးရေချိုးပေးနေတဲ့အမျိုးသမီးကလက်ကြည့်ပါတယ်။ဟမ်တည်းတည်း အဲ့ဒီမျိုးသမီးရဲ့မျက်နှာဟာမျက်စိနှလုံးသာပါပြီးတော့ပါဇက်နဲ့နှကောင်လုံးဝမပါဝင်ခြင်းမှာမအေးကြီးကလည်းကြောက်ကြောက်လန့်လန့်နဲ့ပဲတရေတရေဆိုပြီးထောက်အောင်လိုက်တာကြောင့်တရေမှသားမီးကလည်းမအေးကြီးရဲ့မျက်စိအောက်မှာပဲမိခိုးတွေလိုမျိုးမှုံဝါးဝါးဖြစ်သွားပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲကိုမြထွန်းကလည်းလဲမောင်းပြီးတော့တဲစီကိုလာနေရပါမိမဘာရဲလုံနေလဲအိမ်မှာတရေ6ပြမီတော်ရေးတရေကလည်းနေကင်းကြောင်တော်ကြီးတော့6ပဲ6နိုင်လုံးနဲ့တရေကိုဘယ်မှာတွေ့လိုက်လို့လဲရေချိုးတဲ့တစ်သားခုံပေါ်မှာအင်းုံနဲ့ရေတွေကိုခတ်ပြီးတော့ကလေးကိုချိုးပေးနေရ ။ "तू အတဲဘက်ကိုကြောပေးထားလေ။ကျမလည်းတရေလို့မထင်ပါဘူး။အနီးနားတဲကရေလာချိုးတယ်ထင်ပြီးတော့သူ့ရဲ့အနားကိုသွား။ကျမရဲ့ခြေတံကိုကြားပြီးတော့လက်ကြည့်မှပဲတရေဆိုတာသိလေရတာ။သူ့ရဲ့မျက်နှာမှာမျက်လုံးနှလုံးပဲရှိတာ။နှာခေါင်းနဲ့ပါးစပ်ကမပါဘူး။တရေကမင်းကိုပဲရွေးပြီးခြောက်နေရများလား။တော်ကနေတိုင်းလေကွင်းနဲ့ရောက်နေရပဲ။တော်ခြောက်ခံကြလို့ရှိရင်မနေ့ပြန်ညနေပိုင်းလေကွင်းနဲ့မသွားနဲ့လေ။တရေကရေရွေးနှားမှာပဲရှိတဲ့ဥစ္စာ။ရေချိုးမယ်ဆိုလို့ရှိရင်လည်းကို့ကိုခဏစောင့်ကွာလဲဖြုတ်ပြီးတော့ခုလာခဲ့မယ်နော်။ခဏနေတော့ကိုမြထုံးကမဲအီနာကိုရောက်လာပါတယ်။လင်မယားနှစ်ယောက်စလုံးရေချိုးလိုက်ကြပါတယ်။ ညစာကို6နာရီခန့်မှာစပြစ်ကြပါတယ်။ရောက်တက်ရရစကားတွေထိုင်ပြောနေတဲ့2နာရီလောက်တော့ကြာသွားခဲ့ပါတယ်။7နာရီခွဲလောက်မှာတော့သူတို့လင်မယားနှစ်ယောက်ဆိုလို့အိမ်ရဝင်ခဲ့ကြပါတယ်။မအေးကြီးကလည်းနားထဲဝင်လာတဲ့အတန်ကြောင့်အိမ်မောကျနေရကနေလန်နိုးသွားခဲ့ပါတယ်။ဘေးမှာအိမ်နေတဲ့ကိုမြထွန်းရဲ့ဟောက်တန်ကိုဥစွာကြားလိုက်ရတာပါ။ကိုမြထွန်းရဲ့ဟောက်တန်ကြောင့်နိုးသွားတယ်လို့ထင်ပြီးတော့အိပ်ပျော်ရန်မျက်လုံးပြန်မိတ်လိုက်ပါတယ်။အိပ်ပါဆိုနေမှာအခုထိမအိပ်နိုင်ဘူး။ ကလေးချောတဲ့တခြင်းနေရာလဲကုန်တလောက်နေပါဖြစ်နေအိတ်မလာမဲ့ဘူးလားဟမ်အဲ့ဒီချိန်မှာပဲကလေးကလည်းအတန်ကုန်អော်နေတဲ့အတန်မှာကြားနေရပါတယ်သူတို့ခြေရင်ကတူတူတိတ်တိတ်ထွက်လာတဲ့အတန်ကိုတလုံးချင်းပြပြတက်တက်ကြားလိုက်ရတာကြောင့်မျိုးလုံးပြူးကျဲသွားခဲ့ပါတယ်မအိတ်လို့ရှိရင်ကြောင်ကြီးကိုက်လိမ့်မယ်နော်ကိုမြတော်ကိုမြတော်မအိတ်ကြီးကအတန်တူတူပြူပြီးတော့ခင်မွန်းဖြစ်သူကိုလုံနိုးလိုက်ပါတယ်အာဘာဘာဖြစ်လို့နိုးရလဲမိမရဲ့ချင်းချင်းဘက်မှာတဲရဲသားမရှိတယ်အာဟုတ်လို့လားကွာ ဟုတ်တယ် ရှင်မအိတ်ဖဲနဲ့နားဆွင့်ကြည့်ပါလားဒါပေမဲ့မအိတ်ကြီးတို့အတန်ကိုတရေမှကြားသွားတဲ့အတွက်သူတို့ကြားကျင်တဲ့အတန်ကိုမကြားရတော့ပါဘူးကိုမြတ်တို့ကလည်းပြန်အိတ်ပြောသွားခဲ့ပါတယ်ရောင်းမတရေကတော့ငါ့ကိုပဲရွေးပြီးခြောက်လန့်တယ်ကြရင်ငါ့စကားကိုကိုမြတ်တို့ယုံတော့မှာမဟုတ်ခဏလောက်နေတော့မအိတ်ကြီးတယောက်လည်းပြန်အိတ်ပြောသွားခဲ့ပါတယ်နှစ်ရက်ခန့်ထိတော့မအိတ်ကြီးတရေမှမမြင်ရတော့ပါဘူး မဲရီနဲ့ကိုမြထွန်းတို့တဲနဲ့ခလန်လန်းမှရှိတဲ့လေကွက်တောင်မှာမြေများတူးဆွနေပါတယ်ထိုနေရာကမိုးရွာရဲ့ရေမြုပ်နိုင်တဲ့အမြင့်တနေရာဖြစ်ပါတယ်မကြိုင်ခင်မိုးရွာတော့မှာပါအဲဒါကြောင့်မဲမိုးရင်းစားတော့ရန်တခွားပင်ခဝဲပင်ဘူးပင်တွေစိုက်ပျိုးဖို့အတွက်မြေဆွနေခြင်းဖြစ်ပါတယ်မြေဆွပြီးမြေဆွေးထည့်ရမယ်မိုးစရွာတာနဲ့မျိုးပင်အစေ့တွေချရမယ်ဝါဆူလာကိုရောက်လို့ရှိရင်တခွားသီးဘူးသီးပဲတောင်ရှိသီးစုခူးရမယ်ဟေ့ကိုမြတ်တော်ဘာဆိုင်မလို့မြေဆွနေတာလဲ မိုးတခွားနဲ့ဘူးဆိုင်လို့မြေဆွနေတာကိုသိရင်ဘယ်ကပြန်လာလဲဗျာ။မော်ပြက်ပြန်လာတာရေငတ်တာနဲ့တဲထီရအောင်မသွားနိုင်တော့ပဲနဲ့ရေဝင်တော့တာ။တွားတွားတဲဝင်ပေါက်မှာရေဥပြည့်ရှိတယ်ဗျာ။ကိုသိန်းကတဲရောက်ရင်15မိနစ်ခန့်သွားရအောင်မှာဖြစ်ပါတယ်။ရေဝင်တောင်းတောက်ချင်းမှာအချိန်ကတော့ညနေ9နာရီလောက်သာရှိပါသေးတယ်။ကိုသိန်းတဲဝါကိုရောက်သွားခဲ့ပါတယ်။တဲပေါ်တက်လိုက်ပြီးတော့တဲတွင်းမှာရှိတဲ့တောက်ရေကိုရေခန့်ရံပြုတ်မှာတော့တဲတွင်းကမြင်ခွင့်ကြောင့်တရဲတရဲဆိုပြီးတော့ကြောက်လန့်တကြားနဲ့အော်ဟိခါအောက်ကိုခုန်စင်၍ကိုမြထွန်းအနီးကိုပြေးသွားပါတော့တယ်။ ဘာဖြစ်လို့လဲကိုသိရဲ့တဲပေါ်မှာတရဲမှာခင်ပြုံးတို့သားမျိုးတွေ့လေရတယ်ဗျာသူကလေးကိုနှုတ်တိုက်နေရသူမျက်နှာပြားချက်ချက်ကြီးပါဇက်လည်းမပါဘူးဗျာနှာခေါင်းလည်းမပါဘူးတော်ပြီဗျာရင်ငက်တာတောင်ပျောက်သွားပြီခမားတို့လင်မယားကိုတဲမှာသားမျိုးကမချောက်လန့်ဘူးလားတရဲမှာသားမျိုးကျွတ်လွတ်သွားဘုံကြီးသုံးမလောက်ပြင့်ပြီအလူလေးလှုပ်ပေးလိုက်ပါလားဗျာကျွန်တော်လည်းစိတ်ကူးထားပြီးသားပါဗျာရွာမဲကြီးမိဘတွေနဲ့တိုင်ပင်ပြီးတော့သူတို့တာရုခေါ်ပြီးကျွတ်လွတ်သွားနိုင်အောင်အလူလှုပ်ပေးလိုက်ပါမယ်လာပါဗျာရေတောက်ရအောင်ကျွန်တော်တို့ပါတဲပြန်တော့မယ်လိုက်ခဲ့တော့နေနေပါစေတော့ဗျာမောင်းနိုင်ရှေ့ကကိုဆန်ခင်တို့တဲမှာဝင်တော့ပြီးတော့ပြန်တော့မယ် ကိုသိန်းကလည်းအကြောက်ကံညင်းပြီးတော့တကြိုးတည်းလစ်သွားခဲ့ပါပြီ။တရေကတဲပေါ်မှာနေရလား၊ရေရွင်းထဲမှာနေရလား။ဘယ်မှာနေနေကြာရင်တယောက်မှတယောက်ပြဿနာတက်နိုင်တယ်။ အလူမြမြလေးလှုပ်ပေးလိုက်ကြမယ်မနေ့ပြန်ရွာတဲ့ခဏသွားပြီးတိုင်ပင်ကြရပါဘောကွာအဲ့လိုနဲ့ပဲ၃ရက်တွင်မှာတော့ဘုန်းကြီး၅ပါးပင်ကတဲနီနာချင်းတွေကိုဖိတ်ပြီးတော့အလူလေးလှုပ်လိုက်ပါတယ်အလူရေစက်ချတော့မခင်ပြုံးတို့သားမီးနာမည်တွေကိုခေါ်ပြီးတော့အမြပေးဝေလိုက်ပါတယ်အလူလှုပ်ပြီးအမြဝေလိုက်တာကြောင့်ကိုမြထွန်းတို့လင်မရလဲတဲရဲမသားမီးကျွတ်လွတ်သွားပြီးထင်ကစိတ်ချလက်ချအိတ်လိုက်ကြပါတယ်အဲ့ဒီလိုနဲ့တဲရဲမှာတော့ချင်းရင်မဲ့အခန်းလွတ်နေရကနေကျေလောင်တဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်အိမ်မောကြနေတဲ့ကိုမြထွန်းနဲ့မအေးကြီးတို့နိုးလာကြပါတယ်ကြောင်ခုန်ချလိုက်တာလားမေးချလိုက်တယ်မဟုတ်လား ကြားတယ်ကြားလို့ကျွန်မလည်းနိုးလာတာအဲဒီနောက်မှာတော့ကြမ်းမြင်ကိုခြေဆောင်နင်းတဲ့အတန်တွေပါကြားလာပါတယ်တဲင်းမသားမီးကမကြွမလွတ်သေးဘူးထင်တယ်ကွာအဲဒီနောက်မှာတော့ဂလုံးဂလွန်ဆိုပြီးတော့ပကံနေဦးတွေပါလွတ်ပြစ်နေပြီဖြစ်ပါတယ်ကိုမြတ်တော်ကအဲ့ရတဲ့ကနေထကြည့်ရင်ပြင်လိုက်ပါတယ်သွားမနေပါနဲ့မနဲ့ကြမှာတိန်းတော့မယ်တဲင်းမနဲ့တိုးနေအောင်မယ်မဲကြီးတားနေတဲ့အတွက်ထမကြည့်ဖြစ်တော့ပါဘူး အချိန်ကတော့တကောင်ဝင်းကျင်ဖြစ်မယ်ထင်ပါတယ်။နိုင်ဝဲနိဗအတန်နေကြားရပြီးတော့ငြိမ်သွားခဲ့ပါတယ်။အလူလုပ်ပြီးတော့အမျှဝေရမကြိုက်ဘူးထင်တယ်ကွာ။ဒီတိုင်းဆိုရင်တရဲနဲ့အတူနေဖို့မဖြစ်တော့ဘူးကွာ။တရဲမှလှုပ်ရှားမှုမရှိတော့ပဲငြိမ်သက်သွားတဲ့အတွက်သူတို့လင်မယားဟာလည်းစိတ်ချလက်ချပြန်ရိပ်လိုက်ကြပါတယ်။မနဲ့မိုးလင်းတော့တရဲမှပြစ်ပေါက်ထားတဲ့အိုးခွက်ပကံတွေကိုလိုက်ကြည့်ပါတယ်။အားလုံးညာဦးပိုင်းကထားတဲ့အတိုင်းပဲရှိနေပါတယ်။ဟမ်ဘလူလဲဟာညာလွန့်ပစ်တန်နေပြစ်ပေါက်တန်တွေကတကယ်လှုပ်တာမဟုတ်ပဲအတန်နဲ့၆လန်းလား။ကိုမြတ်တို့နိုးလာတော့မဲကြီးရရှင်းပြပါတယ်။ ကိုမြထုံးကလည်းညစဉ်ညတိုင်းယခုလိုမျိုး6လနေပါကကြာရင်လင်မယားနှစ်ယောက်စလုံးတဲကြည်ပြက်ခဒုက္ခရောက်နိုင်ပါတယ်။နေကင်းရောက်တာနဲ့ကိုမြထုံးတို့လင်မယားဝနဲ့ချောင်းမှရှိတဲ့မအေးရဲမိပါတယ်ဖြစ်တဲ့ဥထုံးဆိုင်ဒေါ်ရင်ရွှေတို့အိမ်ကိုရောက်လာခဲ့ကြပါတယ်။တရေမှာမကျွတ်မလို့ပဲညကတဲထဲမှာတောင်းညနေတဲ့အကြောင်းပြောပြကြပါတယ်။ဒီတော့မင်းတို့လင်မယားဘယ်လိုလုပ်မယ်လို့စဉ်းစားထားလဲ။ ကျွန်တော်တို့ကတော့ဒီလေတွေရောဒီနွားတွေရောလဲတွေရောအားလုံးရောင်းချပြီးတော့မော်ဝီဖြစ်ဖြစ်တိုက်ကြီးဖြစ်ဖြစ်ရန်ကုန်မှာဖြစ်ဖြစ်ပြောင်းပြီးတော့စီးပွားလုပ်ချင်ပါတယ်ရောင်းတော့ရောင်းကြည့်လေနွားနဲ့လဲရတော့အခုရောင်းဝယ်ဖြစ်မဲ့လူရှိပါတယ်လေထဲမှာတဲရဲချောက်တဲ့တရင်ကလည်းတော်တော်လေးပြတ်နေနေပြီဆိုတော့လဲဝယ်ခြင်းနဲ့လူကတော်တော်လေးစဉ်းစားအောင်ပါလက်ထဲမှာငွေကလည်းမရှိဘူးဆိုတော့ကျွန်တော်တို့လည်းလဲထုတ်ထားခဲ့ပြီးထွက်သွားလို့တော့မဖြစ်ဘူးဗျလဲရောင်းထွက်တဲ့အထိတီးခန့်ပြီးတော့စောင့်အောင်ပါပဲအဖေတို့လည်းရွာထဲမှာလိုက်ဆက်ပေးပါမယ်လေတို့တော့ပေါက်စည်းထက်နည်းနည်းလျှော့ရောင်းရင်တော့စောစောရောင်းရမယ်ထင်တာပဲ ကျမတို့ရှော့ရောင်းပါမယ်ရှင်အဖေတို့ပဲဈေးဖြတ်ပြီးတော့စုံစမ်းပြီးတော့ရောင်းချပေးပါ ရောင်းမထွက်ခင်အထိတော့တတိနဲ့နေထိုင်ကြပါဟုတ်ကဲ့ပါဖေအဖေတို့ပဲယူထားလိုက်ဖြစ်တယ်ဟာ အဖေလေတော့တရင်ကားနဲ့လုံနေရလေအဖေရောမေရောအသက်ကြီးပြီလေကွထပ်ပြီးတော့လဲလောဘမတက်ရှင်တော့ပါဘူးဒီလေ6ရီကရတာလေးနဲ့စားတော့ပူရှန်တာတို့လှူနေရတာနဲ့စိတ်ချမ်းသာနေပါပြီတမီးကလည်းဒီတသက်ရဟန်းဘဝထွက်တော့မှမဟုတ်ဘူးလေအခုမှတရိယာရဲ့အလူလုတ်တော့ဥစဉ်ကိုမပင့်လဲရအောင်ဒါကြောင့်များမခင်ပြုံမခြင်းမနဲ့ဖြစ်ပြီးတော့တောင်းညံ့နေရများလားမသိဘူးဥစဉ်ကတော့မန်လေးဘက်ကိုဖျားဘူးပါသွားတယ်တဲ့သူပြန်လာမှလယ်မရောက်ရသေးလို့ရှင်တစ်ခါပင့်ပြီးတော့အလူလုတ်ကြပါပေါ့ခင်ပြုံးကကြော်ဦးကိုတိတ်ချစ်တယ်ဟုတ်ပြီ အဲ့ဒါဆိုသမီးတို့ပြန်တော့မယ်လေအဖေအားလုံးအမြန်ဆုံးရောင်းချနိုင်အောင်ကြိုးစားပေးအောင်နော်အေးပါအေးပါကွယ်အဖေညနေကြလို့ရှိရင်ဥမောင်ဟန်တို့အိမ်ကိုသွားလိုက်မယ်သူကဟိုရက်ပိုင်းကနွားတရှင်းလိုချင်တယ်ပြောထားတယ်လဲပါတခါလေးရောင်းမယ်နော်ဖေအေးပါအဖေအားလုံးစီစဉ်ပေးပါမယ် ကိုမြထွန်းတို့လင်မယားတဲကိုပြန်လာခဲ့ကြပါတယ်သူတို့ပြန်ရောက်တဲ့အချိန်နေ့လယ်တနားရီတောင်ကြော်နေခဲ့ပါပြီကေညစာချက်တော့ကေညစာချက်တော့ရေးစောစောကြက်လို့ရှိရင်ညနေ၄နာရီလောက်စားကြမယ်ပြီးရင်အလုံးသိမ့်စီးပြီးတော့မှောက်ထားလိုက်တော့လေတဲ့လဲစင်းစရာမလိုတော့ရောက်ခမရောင်းဝယ်ဆက်တာအောင်မြင်ပါစေလို့ပဲဆုတောင်းရတော့မယ်စိတ်ချပါအဖေကဒီလိုကိစ္စကြီးကျွမ်းတယ်မကြခင်ရောင်းထွက်လိုက်မယ် ရွာတွေကဝယ်လာခဲ့တဲ့ကန့်ကွယ်ရငချောင်းနဲ့ခရမ်းကျင်တွေငရုတ်သီးစိတ်နဲ့အဆက်ချက်အစီစဉ်ထားလိုက်ပါတယ်။မီးမွေးပြီးတော့လည်းထမင်းတဲနေပါတယ်။အားလုံးချက်ပြုတ်ပြီးညနေ၄နာရီခွဲလောက်မှရေချိုးတန့်စင်ကထမင်းစားကြပါတယ်။၅နာရီခွဲနောက်ပိုင်းစိတ်မချရပါဘူး။တဲရဲမသားမီကိုတွေ့ချင်းတွေ့နိုင်ပါတယ်။ထင်ထားတဲ့အတိုင်းမှာပဲညာမိုးချုပ်လို့အမောင်တို့ကြီးစိုးလာတာနဲ့တဲပေါ်မှာဝုန်းဝုန်းနိုင်တဲ့အတန်တွေကြားလာပါတယ်။ကလေးငိုတန်တွေရောအောင်ငေါက်တန်တွေကိုပါဇက်တိုက်ကြားလာပါတယ်။တွား ွားတွားအလုံးစင်းတော့ငါလဲနေငါတဲမှာဘယ်သူမှမနေနဲ့တွားမခင်ပြောကျမကိုကျော်ဦးရဲ့ညမအေးယူပါကျမတို့မကြခင်ဒီရက်ထွက်သွားမှာပါခဏလေးတော့နေခွင့်ပြုပါရှင်နေနေသွားလေဒီမှာမနေကြနဲ့ဒါငါရဲ့တဲမခင်ပြုံတရားနာလိုက်သေးလားငါမနာဘူးငါဒီကဘဲမှမသွားဘူးဘာတရားမှလည်းမနာဘူး အကိုကျော်ဦးသာသနာ့ဘောင်ဝင်သွားတာကိုသိလားအကိုကျော်ဦးတရားလာဟောရောတရားနာမှာလားမနာဘူးဘသူလာပြီးတော့တရားဟောငါတရားမနာဘူးနင်တို့လင်မယားငါတရားနဲ့ထွက်သွားဖို့သာပြင်တော့အမခင်မျိုးတို့သားမကြီးချင်းရင်ခန်းမှာနေလေကျမတို့ကဒီခန်းမှာနေမယ်လေအတူတူနေကြမယ်လေငါကလေးကစားဖို့တော့နေရာမရှိဘူးနင်တို့နေရာငါကလေးရလည်းမကြိုက်ဘူးနင်တို့နေနေတာကိုငါကလေးရလည်းမကြိုက်ဘူးငါမနေစေချင်ဘူးဆိုတော့နင်တို့ကနေမယ်ဆိုရင်ငါဆိုမဆိုနဲ့နော်နင်တို့ကငါတတ်ပြစ်လို့ရတယ်အဲဒီနောက်မှာတော့ဝုံတိုင်းဆိုတဲ့အတန်တွေပါထတ်ကြလာခဲ့ရပါတယ်အဲဒီနောက်မှာတော့စကားသက်မကြတော့ ော့ပဲနဲ့ကျဲမြင်မော်ခြေဆောင်နေပြီးတော့ထွက်သွားတဲ့အတန်ကိုသာကြားလိုက်ရပါတယ်။သူမနေစေချင်လို့အတန်ပေးပြီးတော့ပြောသွားပဲ။အဲ့ဒါမင်းရောမအတန်ဟုတ်ရဲ့လား။အတန်အိုးအိုးကြီးဖြစ်နေရဲ့ကွာ။လူဘဝအတန်တော့ဘယ်ဟုတ်ပါမလဲ။ तू ကတည့်ရဲဖြစ်နေပြီလေမဟုတ်ဘူးလား။အခု तू ပြောသွားတဲ့အတိုင်းဆိုညဘက်အိပ်ပျော်နေတော့တခုခုလာလောက်သွားမှစိုးရတယ်။ဟုတ်တယ်ဟာ။မနေ့ပြန်အဖေနဲ့မေကိုပြောပြပြီးတော့လဲနဲ့ရွာကိုပစ္စည်းတွေတင်ပြီးသွားနေကြမယ်။ အားလုံးရောင်းထွက်တာနဲ့ရန်ကုန်ပဲပြောင်းတော့မယ်။လေဦးတော့ဝယ်တဲ့လူနဲ့တဲရဲမနဲ့ဆက်ပြီးရှင်းမိတော့ပဲ။အရင်ညမှာတော့တဲရဲမ6လန်ချင်မပြူတော့ပါဘူး။အဲ့ဒီတဲကနေနောက်နေ့ထွက်သွားရင်ပြောပြပေးမို့မ6လန်ချင်လည်းဖြစ်ပုံရပါတယ်။ကိုမြထုံတို့လင်မယားကလည်းမိမိတို့တဲကိုပြောင်းလာစဉ်ဝယ်ချမ်းခဲ့တဲ့အုတ်ခွက်ပကံနေနဲ့ အသုံးဆောင်ပစ္စည်းတွေအားလုံးတင်ပြီးတော့လဲနဲ့ရွာကိုပြန်လာခဲ့ကြပါတယ်အကျိုးချောင်းရှင်းပြပြီးတော့မိဘတွေအိမ်မှာပဲနေကြပါတယ်နွားတရှင်းနဲ့လဲကိုတော့သွားစကားပြောတဲ့ညကလေးကဥမောင်ဟန်ကဝမ်းသာအားရနဲ့ဝယ်မယ်လို့ဆိုလာတဲ့အကြောင်းကိုလည်းဥထုံးဆိုင်ရာသူသားသမီးတွေကိုပြောပြပါတယ်မကြခင်လဲငားရီကလည်းရောင်းထွက်ခဲ့တယ်လဲနွားလဲရောင်းရတဲ့ပတ်စံတွေကိုယူပြီးတော့လင်မယားနှစ်ယောက်ကရန်ကုန်ထွက်လာခဲ့ကြတယ်ရန်ကုန်မှာတော့မော်ဘီယန်နေရောက်ရှိနေသူတော်တော်များများကိုကိုမြင့်ထွန်းသိပါတယ်သူတို့အကူအညီနဲ့ပဲကားဝက်ရှော့အသေးစားလေးဖွင့်ခဲ့ပါတယ် မော်ဘီကမိတ်ဆွေကိုလိုင်ဝင်းရဲ့အကူအညီနဲ့ကျွမ်းကျင်တဲ့အလုပ်သမား၃ယောက်ရခဲ့ပါတယ်။ဝက်ရှော့မှာသူကိုယ်တိုင်ပါဝင်ပြီးတော့အောက်ခြေကနေဝင်အောင်လုပ်ကင်ခဲ့ပါတယ်။တောင်းကလာယရနာလမ်းပေါ်မှာပေ20ချန်လေးဝယ်ပြီးနေထိုင်ခဲ့ကအလုံယုံတွဲမြေနေရာငှားပြီးတော့လုပ်ကင်ခဲ့ပါတယ်။ ဆယ်နှစ်အတွင်းမှာကားဝက်ရှော့ယုံတယုံပိုင်ဆိုင်လာခဲ့တယ်လို့သူကိုယ်တိုင်ကလည်းကားတစ်စီးလုံးအပီးစီးကင်နိုင်တဲ့အထိကျွမ်းကျင်စွာတက်မြောက်လာခဲ့ပါတယ်။စီးပွားရေးအမြင့်ကျယ်လာတော့ကားဝက်ရှော့ထပ်မချဲ့တော့ပဲနဲ့အင်ဂျင်အဟောင်းနဲ့ကားတစ်စီးလုံးပစ္စည်းအစုံကိုရောင်းဝယ်ရေးဘက်ကိုလှည့်လုလာခဲ့ပါတယ်။အရီးဆိုင်ကိုကြောင်းကုန်းမှတ်မှာဖွင့်နိုင်ခဲ့ပါတယ်။ယခုအနည်း20အတွင်းမှာသားနှစ်ယောက်သမီး3ယောက်ရှိနေခဲ့ပါပြီ။စီးပွားရေးလည်းဖြစ်ထွန်းခဲ့ပါတယ်။သားသမီးများကလည်းအားလုံးကလိန်မာပြီးတော့စာပေလိုက်စားကြပါတယ်။တားကြီးဆုံးကတော့အယောင်းဆိုင်မှာမိခင်နဲ့အတူအချိန်ပြည့်ထိုင်နေပါတယ်။ကိုမြထုံကတော့ဝက်ရှော့နဲ့ဆိုင်ဘက်ကိုလှည့်ရင်လိုအပ်တာတွေကိုဖြည့်တင်းက င်းကစီစဉ်ညွှန်ကြားမှုပေးခဲ့ပါတယ်ဝန်ထမ်းချောင်းလေခွင်းမှာတရေသားမိသားမချောက်မလန့်မရှိနေပါကလေသမားကြီးဦးမြထွန်းသာဖြစ်နေပါလိမ့်မယ်ယခုတော့တရေမောက်ကြောက်ပြီးမြို့တက်လာမိတဲ့အတွက်ကားပစ္စည်းရောင်းဆိုင်ပတ်ရှင်ဦးမြထွန်းဖြစ်နေခဲ့ပါပြီဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်